ဒီနေ့လေကျွန်တော်တို့မျှော်လင့်သောအရာကိုမျက်မှောက်ပြုခြင်းဆိုနောက်ဆုံး episode ပေါ့နော်တခင်ပြားနှစ်သက်တော်မူသောသူဖြစ်ခြင်းကစေတနာစိတ်နဲ့ကြိုးစားအားထုတ်ကြရည်ဆိုတာတခင်ယေရှုစိတ်ကြည်နဲ့အောင်သူအမြဲတမ်းကြိုးစားအသက်ရှင်နေသူဘာဖြစ်လို့လဲဆိုတော့အပေါ်မှာပြောထားတယ်သူယုံကြည်မျှော်လင့်တဲ့အရာရှိနေလို့အကြောင်းကငါတို့ရှိသည်မြတ်ဒီကိုခန္ဓာ၌ကျင့်တော်အကျင့်ကောင်းမကောင်း ရှိသည့်အတိုင်အကျိုးအဖြစ်ကိုအတီးသည်ခံခြင်းကခရစ်တော်ဤတရားပလင်ရှိ၌ပေါ်လာရကြမည်အဲ့ဒီကောင်းခင်မှာဖျားပေးမဲ့အကျိုးဖျားပေးမဲ့သုတရဖို့မရခြင်းဟာကျွန်တော်တို့ထာဝရကာလဆုံးရှုံးမျက်နာခြင်းဖြစ်တယ်ဆိုတော့တဖက်ကကျွန်တော်တို့ငရေမကြသွားလို့ခရစ်တော်ကကျွန်တော်မျက်ရည်ရှိမြောက်တုတ်ပြီးဝမ်းမြောက်ခြင်းကတဖက်မှာရှိတယ်ဒါပေမဲ့သူများတွေဆူရတဲ့အချိန်မှာ သူများတွေအကျိုးခံရတဲ့အချိန်မှာကျွန်တော်တို့အကျိုးမခံရဘူးဆိုလို့ရှင်တော့ဒိုင်ယန်ဝမ်းနဲ့ဆရာကောင်းနေဖြစ်သွားပြီ။ငါလောကမှာအသက်ရှင်နေခါမှာငါယုံပြီးမျှော်လင့်ပြီးတော့မှငါအသက်ရှင်နေရာကလောကမှာဖယားသခင်နှစ်သက်တဲ့သူတမာတရားနဲ့ညီအသက်ရှင်ပြီးတော့မှကောင်းငင်ရောက်လို့ရှိရင်မိနဲ့စစ်တဲ့အခါမှာတင်ကြံခဲ့မယ့်အကျိုးကိုရမယ့်အရာတွေကို may only be mere mouth